ခုကိုပိုင်ထပ်ပြီးတော့ရောက်နေတဲ့နေရာကတော့ဒါအလူတော်ပြည့်ဖရားပေါ့နော်အဲ့တော့အလူတော်ပြည့်ဖရားကိုသွားပူမယ်ဒါနဲ့စကားမဆက်လေဒီနေ့ကအရန်ပြင်းလာတော့တရခါလေးလိမ့်နေလှရမလားသွားမယ် ကျန်စက်သားမင်းကြီးကသူ့ဘရင်မဖြစ်ခင်စစ်သူကြီးဘဝနဲ့အနော်ရထားမင်းကြီးထံမှာခါစားနေတဲ့အခါမှာဗောနောစစ်တိုက်ထွက်ဖို့အမိန်ရတာနဲ့ဒီသူ့ရဲ့စစ်တီတော်တွေကိုခေါ်ပြီးတော့စစ်ကြီးထွက်လာတယ်။အခုဒီအလိုတော်ပြည့်ဖျားတီရှိနေတဲ့ဂုံအယောက်မှာသူ့ရဲ့စိတ်တွေလေးလံနေရတဲ့ဒီနေရာမှာပဲဒူးထောက်ထိုင်ချလိုက်ပြီးတော့ဒိတ်တန်တစ်ခုဒိတ်တန်လိုက်တယ်။အဲ့ဒါကတော့မိမိကိုယ်တိုင်ကစစ်တိုက်ထွက်လာပေမဲ့လည်းစစ်တိုက်လို့ခြင်းမရှိပါတစ်ဖက်ကစစ်ပြိုင်ဘက်တွေ ွေကလည်းပကံကကျန်စစ်သားစစ်သူကြီးနဲ့အဖွဲစစ်ထီလာတာကို ကြားယုံနေတဲ့စစ်အောင်နိုင်သူ ဖြစ်ရပါလို့ဤသူကစစ်တိုက်ဆရာမလို့ပဲနေတဲ့အောင်ရမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးဒိဋ္ဌာန်နဲ့နောက်ပွားလို့ရှိရင်မိမိကဒီပကံပြည့်ထီးနှမ်းမှလည်း မင်းအဖြစ်ရရှိလာခဲ့မယ်ဆိုလို့ရှိရင်လေဒီအတိတ်ထံထားတဲ့နေရာမှာဖះတီးပြီးသာသနာပြုရလိုပါ၏ဆိုပြီးတော့သူကအတိတ်ထံတိတ်ထံခဲ့တယ်အဲကျဆသားစစ်သူကြီးကသူ့ရဲ့အတိတ်ထံနဲ့အောင်မြင်ပြီးထိနှံရတာနဲ့ချက်ချင်းဒီအရှင်အရဟံမထေမြတ်နဲ့တိုင်ပင်ပြီးတော့ဒီအတိတ်ထံခဲ့တဲ့နေရာမှာကုဖះတဆူကိုတီးထားခဲ့တယ်အလိုတော်ပြည့်ဖះဆိုပြီးတော့ပွဲတော်ပြီးခဲ့ပါတယ် ဒါကကြတော့ဖယားမှာဒီတည်ထားတဲ့ OK ရဲ့ဒူးတယ်ပြတာ OK အကြီးပဲနော်တကူကြီးထင်ရှားတဲ့ပကံဖယားများအနက်ဒီအလိုတော်ပြည့်ဖယားဟာလည်းစူတောင်းဒိဋ္ဌံပြည့်တယ်လို့အဋ္ဌံကြားတဲ့သူတွေတော်တော်များများလည်းပြောကြပါဗျ။ကဲတော့ကိုပိုင်ရဲ့ဒီ vlog လေးကိုလည်းအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။